မနေ့ကပေါ့နော်ငလင်လှုပ်ခတ်ခဲ့တဲ့အချိန်မှာပေါ့နော်ဒီအမကြုံတွေးခဲ့ရတဲ့အချိန်လေးပေါ့နော်ဒီပြန်ပြီးတော့ပြပြပေးပါရှင်ဟုတ်မနေ့ကဆိုလို့ရှိရင်အမတို့တနေ့လိုက်ကြည့်ပေါ့နော်အဲ့မှာသူကကြတော့ကွယ်အမကကြတော့အိမ်ထဲမှာဖြစ်နေအိမ်ထဲမှာရောက်အိမ်ထဲမှာဖြစ်နေအိမ်ထဲမှာနေနေအချိန်ပေါ့နော်သူကကြတော့သူကအတင်းအဆောင်လှုပ်လာနည်းနည်းအဆမှကိုကရမ်း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 နဲ့ဖြစ်ရနေနောက်ပိုင်းကျတော့အတင်းလှုပ်လာပေါ့ဝုံဝုံဝုံနဲ့လှုပ်လာကိုကမထွက်တတ်တော့ဘူးပြီးရင် ဟိုဗီဒီယိုတွေလည်းပြတက်လို့ရှိရင်စောင်းစင်တွေပြုတ်ကြသူကလမ်းညပိတ်သွားတယ်လို့ဖြစ်သွားပါတော့ အဲ့လိုလမ်းရပိတ်သွားသလိုဖြစ်သွားဘာမှဟိုလောက်ထွက်လို့မရဘူးပေါ့အမထွက်မယ်စူးစမ်းလိုက်တဲ့အခါထားနိုင်ဝုန်းတို့ပြစ်လမ်းပြင်ဟိုပစ္စည်းတွေလည်းကိုယ့်ပေါ်ပြုတ်ကြပေါ့ဒါမှကိုယ့်ရဲ့ခလေးရလည်းအပြင်မှာဆိုအပြင်ထွက်ဖို့ပဲစူးစမ်းတာပြီးတော့ပေါ်ပြီးတော့မရဲ့မိဟိုဆောင်လည်းအဲ့ချိန်မှာဝုန်းတို့ပြုတ်ကြလိုက်တဲ့အချိန်မှာနောက်တစ်ခါဒီလဲရင်ကိုယ့်ပေါ်မှာဒီအိမ်လုံးကပဲလဲဖို့ကြံတော့ဆိုတာတိလိုက်တဲ့အနေထားမှာအပြင်ကိုထွက်ဖို့စူးစမ်းလေထားလို့မရလေဖားနဲ့လုံးဝမရပါဘူးလေစူးစမ်းပြီးတော့ဟာဖင်တရုတ်တိုက်ယူနေအပြင်ကိုရောက်သွားပေါ့တခါရဲ့အပြင်ကိုရောက်သွား တကားရဲ့ပြင်ရောက်တော့ရေအမားတို့အိမ်မှာအဲထွက်လို့ရှင်ရေခိုင်ရှိအရေခိုင်ရတော့ဝိုးဝိုးပေါင်းပင်ခတ်ပြီးတော့တင်လာလှိုင်းနေတက်လာတယ်လို့ဒီအဲ့လိုဖြစ်တာရေခိုင်နဲ့တအိမ်လုံးရေတွေကလည်းစီပြီးတော့ချောရကြတာပေါ့ပြီးတော့ရေပိုက်တွေရေတွေလည်းပုတ်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 နဲ့ပြန်တဲ့မှာအမကလေးတွေကိုလိုက်ရှာရှင်မကလေးကလေးအမသားလေးရဲ့အဲအမတူလေးတွေဒီမလေးတွေရဲ့အဲဟိုအောက်လေးမှာပြက်ပြားလေးတွေပေါ့နော်ရှင်နေအချိန်မှာပြီးတော့မှအဲ့လိုလေးမှောက်ရိုးလေးနေရနေမှာဟိုအဲ့လိုအရှိန်နေဖြစ်သွားတာပေါ့อืม မအေးဒီအိမ်ရဲ့အနေထားလေးရောဘယ်လိုအခြေအနေပါလဲမဒီအိမ်ရဲ့ပျက်စီးမှု အနေထားပေါ့နော်လက်အဆောက်အဦကဟိုဟိုစိတ်ကျင်းဖြစ်တဲ့အထဲမှာမပါဘူးပေါ့တိုင်ရတက်တက်ဟိုကထားတဲ့အုတ်နဲ့အုတ်အုတ်အုတ်ချက်တွေကတက်တက်လို့ဖြစ်နေရပေါ့အဲ့မှာတကယ်ဟိုဟိုအာတန်တန်ယောက်ျားတယောက်အာတန်တန်နဲ့ဒီဟိုကနဲ့တူနဲ့ထူလိုက်ရင်ဟိုလဲမဲ့အနေထားလိုမျိုးကဖြစ်နေရပေါ့နော်ဆိုတော့အိမ်ထဲမှာဆိုလို့ရှိရင်အခုအနေထားရ မတို့ပြန်ဝင်ရဲတဲ့အနေထားပေါ့တခုလိုကြောက်နေရပေါ့တော့အခုလက်ရှိတော့မတို့အရှေ့ကအဲဒီကားကိုတောင်တခုအကမအခုညီတခုတောင်းပြီးတော့အမအကုန်လုံးမိသားစုလေးရွှေ့ပြီးတော့ပေါ့ကလေးနဲ့အဲ့လိုမျိုးတော့နေနေရပေါ့နော်ဆိုတော့အခုညီကတော့ဘာဟိုဟာတကယ်ဟိုတိုက်တိုက်ပြီးပြီးတော့ တည်နေတဲ့လူတွေရဲ့အကူအညီမျိုးတော့မရတော့အမားတို့ကကျတော့ဒါပါပါပြောသူတို့အနေထားရပြောမယ်ဆိုရင်ဒါကိုရီးယားအသက်ဘေးကလွတ်လာတဲ့အနေထားကိုပဲကိုကကျေးဇူးတရားမလို့အနေထားဖြစ်နေရောကိုကကိုပဲဒီလိုအဆင်ပြေအောင်နေနေရဒီပေါ့နော်နေပြီးတော့ပါပေါ့နော်ဒီလိုမျိုးထိခိုက်တဲ့အရရှိမှုအခြေအနေပေါ့နော်ဒီတိုက်စုံးမှုအခြေအနေတွေရောဘယ်လိုအခြေအနေရှိပါသလဲပြီးတော့ကုညီ ကယ်ဆယ်ရရှိမှုခြေနေရာကိုဘယ်လိုရှိပါလဲခုနအမပြောသူပေါ့တိုက်ပြီးတဲ့သူတွေတောင်မှဟိုအကူအညီမရနိုင်သေးတဲ့အခြေအနေတွေလို့အမပြောသွားတယ်ပေါ့နော်အဲ့ဒီခြေအနေလေးကိုလည်းပြောပြပေးပါအောင်ရှင်อืมสรุปเลยญาติอะกูอ่ะตลอดสู้อ่ะกูมาตะเพียๆตะเพียๆตีล่ะบ่เนาะพ้งนี่เสร็จตวยอ่ะกูอ่ะไม่เอากวยมารู้อ่ะนี้ดิเป็ดยีดิเป็ดบ่เนาะสรุปอเนทาพ้งเสร็จตวยอ่ะแล้วไม่ย่าได้อเนทาพี่ทวินพ้งอีชิงๆขอราดามาคอนแทคไม่เอาสรุปอะกูမျိုးทวินโอ้ตั้วตั้วได้หลัวเปลี่ยนล่ะพี่ปาลาได้อินฟอร์เมชั่นโอ้ก็เปลี่ยนแชร์ลงได้อเนทาမျိုးมาตองมา အဲအခုမြို့ရဲအနေထားဆိုလို့ရှိရင်မြို့ရဲအနေထားဆိုလို့ရှိရင်မမတို့လေအခုမတိရတဲ့အနေထားရေပေါ့နော်မတိရတဲ့အနေထားမှာအခုနောက်ပိုင်းမှာပြန်ပြီးတိရတဲ့အရှင်နေဆိုလို့ရှိရင်ဟိုပိတ်မိပြီးတော့ဟိုအဲ့ထဲမှာပါပါသွားတဲ့လူတွေပေါ့နော်ပြန်အခုဆယ်လို့မရတဲ့အနေထားရေကုညီကယ်ဆယ်ရေးမလာတဲ့အနေထားမျိုးတွေမှာရှိနေသေးရေပေါ့နော်အဲ့အထဲမှာအခုချိန်ပြီးရှိနေသေးရေဆိုတာထပ်ပြရတယ်ပေါ့နော်လေဟုတ်ဒီလူမျိုးပေါ့နော်ဒီ ကိုယ်ရင်ကိုရမှာပေါ့နော်နေလို့များတော့တဲ့အခြေအနေတွေရှိမယ်ပြီးလို့ရှိရင်ဒီလိုထိခိုက်ဒဏ်ရာရရှိသူတွေရှိမယ်ပြီးရင်တည်ဆုံသွားခဲ့ရသူတွေလည်းရှိမယ်ပေါ့နော်ဒီဒီလူတွေအတွက်ပေါ့နော်ဒီဘာတွေလုပ်ပေးစေချင်ပါသလဲရှင့်အော်ဒါလို့ဆိုတော့အခုရှင်းရှင်းဆိုတော့ကိုကိုရဲ့စိတ်ထဲမှာတော့ဆနာပြောလို့ပေါ့တကယ်အရေးပေါ်လိုအပ်နေတဲ့ဒီဒီအရေးပေါ်လိုအပ်နေတဲ့ဒီဟိုဆနာလူပေါ့ပိတ်မိနေတဲ့လူတွေပိတ်ပြီးပြီးတော့မှဒီဒီတက်ပေါ်တွေဆိုလည်းတက်ပေါ်လိုမှသူ့ဟာလူပေါ့နော်အဲ့လိုမျိုးတွေကို မတကယ်အမှန်မြင်မြန်ဆန်ဆန်ပေါ့နော်အဲ့လိုမျိုးတော့ဖြစ်စီနေတာပေါ့နော်ဒါကတော့ဟိုကိုယ်နိုင်ငံနေထားရလဲမဖြစ်နိုင်တာတော့ကိုရောသိပြီမဒါပေမဲ့လည်းဒါတကယ်တော့ချက်ချင်းအားချင်းပေါ့ဆောင်ပေးရမယ့်ကိစ္စမျိုးပေါ့နော်ကိုအမဆိုတွေးကြည့်တယ်ကွာမင်းရသားလို့ငါတကယ်လို့သားလို့ဒီတိုက်ကငါ့ပေါ်ပြီလာပြီသိပြီဆိုရင်တော့ငါ့လည်းလို့သူများလာဖို့နိုင်မှာမဟုတ်သေးလောက်ဘူးလို့ဒီချိန်ကြီးလို့တော့တကယ်အဲ့လိုတော့တွေးမိတယ်ဘာလို့လဲဆိုတော့အခုအချိန်နေနေနဲ့ပြန်ပြီးအဲ့ထဲမှာဒါကိုပါခဲ့မိခဲ့ရင်းဆိုရယ်စိတ်နဲ့ပြန်ပြီးရှင်ကြီးတွေးကြည့်လိုက်တော့ပေါ့နော် ့ကျွန်တော်အဲ့လိုမျိုးတော့စဉ်းစားမိပါတယ်လို့ဟောဒီမှာဒီဟာ